မင်္ဂလာပါ Story War ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Story War Channel ကိုစောင့်ကြည့်နေတဲ့ပရိသတ်တွေအတွက်တရုတ်လူမျိုးတွေရဲ့တရုတ်နှစ်တကူပေါ်ပေါလာပုံကိုဇန်နာရီပုံမြင့်တစ်ဖွဲ ပြောပြပေးသွားမှာဖြစ်ပါတယ် Channel လေးကို Like and Subscribe လုပ်ပြီးနားတော်ကြဆင်ပြေးကြပါအောင်နော်ဟိုးရှိရှိရုံကလွန်ခဲ့တဲ့နှစ်ပေါင်း၄000ခန်းလောက်ကပေါ့တရုတ်နိုင်ငံရဲ့ကျေးလက်ဒေသတွေမှာ မြန်လို့ခေါ်တဲ့တာရဲတလိမ့်စံကြီးတကောင်ပေါ်ထွန်းလာခဲ့တယ်။အဲ့ဒီတလိမ့်စံကြီးဟာဆိုရင်နှစ်တစ်နှစ်ရဲ့နောက်ဆုံးညရောက်တဲ့အခါတိုင်းလူတွေနေထိုင်တဲ့ကျေးရွာတွေကိုဝင်ရောက်တိုက်ခိုက်တယ်။ပြီးတော့လူသားတွေကိုစားတောက်လိရှိပြီးရွာသားတွေကိုလည်းထိလက်အောင်လုပ်လိရှိတယ်။ဒီလိုနဲ့နှစ်စဉ်ဆောင်းရာသီကုန်ဆုံးတဲ့အချိန်မှာမြန်ဆိုတဲ့တာရဲတလိမ့်စံကြီးပြန်လာမှကိုရွာသားတွေကစိုးရိမ်နေကြတာပေါ့။ ဒါကြောင့်မို့နှစ်တိကူညမတိုင်းမီညအချိန်ရောက်ပြီဆိုရင်အိမ်တကားတွေကိုလုံလုံချုံချုံပိတ်ပြီးဘသူမှအိမ်ပြင်ကိုမထွက်ရဲကြပဲအိမ်ထဲမှာပဲတိတိစိစိနဲ့ပုံအောင်နေလေးရှိကြရတယ်။ဒီလိုနဲ့တနှစ်သောအခါရဲ့နောက်ဆုံးညမှာရွာသားတွေအိမ်ထဲမှာ ပုံအောင်နေတဲ့အချိန်ပေါ့။အနီရောင်ဝစ်စုံကိုဝစ်စင်ထားတဲ့ဒီဝယ်စမ်းကြည့်တဲ့အဖိုးတို့ဟာလမ်းလျှောက်လာပြီးနီယန်ကိုတိုက်ခိုက်မယ်လို့ ကျွေးကြော်လိုက်တဲ့။အဲ့ဒီအဖိုးအိုရဲ့လက်ထဲမှာလဲမီးရုပ်တင်တဲ့ပြအိုးတွေကိုကင်ထားလိုက်သေးတယ်။အဲ့ဒီအချိန်မှာပဲညံဆိုတဲ့တာရဲတလေးဆန်ကြီးရွာထဲရောက်လာတဲ့အခါမှာအဖိုးအိုကပြအိုးတွေဖောက်ခွဲမီးရုပ်တင်နဲ့စတင်ခြောက်လန်းတော့တာပေါ့။ပြီးတော့မီရှူမီပန်းတွေရဲ့အနီရောင်ရဲရဲတွေဖြန်းဖြန်းထွက်လာပြီးပြအိုးဖောက်တဲ့အတန်းကျယ်တွေလဲတတိုင်းတိုင်းနဲ့မီးလို့ပေါ့။ အဲ့ဒီအတန်းကျဲတွေကြောင့်တာရီတလိဆန်ကြီးလဲထိတ်လန့်ပြီးထွက်ပြေးခဲ့ရတော့တာပေါ့ဒီလိုနဲ့နောက်တနေ့နှစ်တည့်ရဲ့နနက်ကိုရောက်တဲ့အခါမှာရွာသားတွေလည်းအိမ်အပြင်ထွက်ကြည့်ကြတဲ့အခါမှာညံဆိုတဲ့တာရဲတလိဆန်ကြီးပြက်ကွယ်သွားကြောင်းကိုသိလိုက်ရတော့တာပေါ့တာရဲတလိဆန်ကြီးကိုရှင်းလင်းခဲ့တဲ့အဖိုးအိုကိုလည်းမတွေ့ရတော့ဘဲသူထားရခဲ့တဲ့အနီရောင်ဆက်ကူတွေကသာတကားရည်ရဲ့နယံတွေပေါ်မှာ တွေ့လိုက်ရတယ်တဲ့ဒီလိုနဲ့အဲ့ဒီနေ့တွေကစားပြီးနှစ်တစ်ကူညတွေတိုင်းမှာအနီအောင်တွေနဲ့အလှဆင်တာပြအိုးဖောက်တဲ့ဒလိတွေကိုစတင်ခဲ့တော့တာပေါ့ဒီလိုနဲ့နီယန်ဆိုတဲ့အသားရဲဒလိဆန်ကြီးကိုနှင်ထုတ်နိုင်ခဲ့တဲ့နီလန်တစ်ခုအဖြစ်အင်တန်ရှင်ရီတွေလုပ်တယ်အနီအောင်ဆက်ကူတွေကိုအင်နယန်တွေမှာလိုက်ပြီးကတ်တယ်ပြီးတော့နှစ်တစ်ကူညတွေတိုင်းမှာရဝေးကမိသားစုဆွေမျိုးတွေပါမကြမ်း အိမ်ကိုပြန်လာကြရပြီးညစာကိုမိသားစုအားလုံးစုံညီစွာစားတောက်ကြနေပေါ့ပြီးတော့ဗျာအိုးဖောက်ချင်းတလေးတို့ကိုလည်းနှစ်စဉ်ပြုလုပ်လာကြတယ်တဲ့ဒီလိုနဲ့တရုတ်လူမျိုးတွေရဲ့စိတ်ထဲမှာအဲ့ဒီဒလေတွေဟာအတူရှိခြင်းရဲ့အင်အားဖြင့်ဘေးအန္တရာယ်ကိုကျော်လွှားနိုင်တဲ့သင်္ကေတတွေဖြစ်လာကြတော့တာပေါ့ ပြီးတော့အနီရောင်ဟာသူတို့အတွက်အကန့်ကောင်းခြင်းနဲ့မကောင်းမှုတွေကနေပပျောက်စေတဲ့အရာအဖြစ်သတ်မှတ်လာကြတော့တာပေါ့ဒီလိုနဲ့တရုတ်လူမျိုးတွေဟာနှစ်တည့်ရဲ့ပထမနေ့တွေတိုင်းမှာ ဟုံပေါင်းတနည်းအားဖြင့်အန်ပေါင်းလို့ခေါ်လေးရှိတဲ့အနီရောင်ငွေအိတ်ကလေးတွေကို လူကြီးတွေက ကလေးတွေကို ပေးလေရှိတာပေါ့ဒီတလေဟာ ဇမ်းမာခြင်း၊ချမ်းသာခြင်းနဲ့ကံကောင်းခြင်းတွေကိုဆုတောင်းပေးခြင်းမျိုးပဲ ဖြစ်တယ်။တရုတ်လူမျိုးတွေရဲ့လာပေါင်း၁၂လကိုလည်း၁၂ရာသီတွင်တလိဆန်တကောင်စီကကိုစားပြုပြီးတော့လူတဦးချင်းစီရဲ့မွေးနေ့နဲ့တလိဆန်ကိုလိုက်ပြီးလူတွေရဲ့ဇယိုက်နဲ့ကံကြမ္မာကိုလည်းဟောကိန်းထုတ်လို့ရှိကြရတယ်။ဒီနေ့ခေတ်မှာဆိုရင်တရုတ်နှစ်တကူပွဲတော်ဟာဟောင်ကောင်စင်ကာပူမြန်မာ မြန်မာနိုင်ငံမှာဆိုရင် အထူးသဖြင့်ရန်ကုန်မြို့လာသာတရုတ်တန်းစတဲ့နိုင်ငံတွေအပါအဝင်နိုင်ငံပေါင်း2100ကျော်မှာစီကားတိုက်မြိတ်စွာကျင်းပလျက်ရှိတာပေါ့။နေတိကူပွဲတော်တွေရောက်တိုင်းနေရာလို့ခေါ်တဲ့ကျင်းဒီအကတွေမြီးရှူမိပန်းတွေရောင်စုံမီးတွေနဲ့ကဘာတဝန်းလုံးမှာပျော်ရွှင်စွာဆင်းနေကြပြီးရည်ကြီးမှုဆိုင်ရာဓမ္မွေအမွေနှစ်ဖြစ်သတ်မှတ်ခြင်းလဲခံထားရတယ်တဲ့။ ဒီလိုနဲ့တရုတ်လူမျိုးတွေဟာမြန်းဆိုတဲ့တာရဲတလိမ့်စံကြီးနဲ့မကောင်းမှုမတဲ့မြောက်ကိုဖယ်ရှားခြင်းနဲ့အကြောင်းအရာတွေပေါ်မှာမူတည်ပြီးနှစ်တိကူညတွေရောက်တိုင်းနှစ်တိကူပွဲတော်တွေကိုမြေရှူမီးပန်းတွေရောင်စုံမီးတွေနဲ့စီကားတိုက်မြိတ်စွာကျင်းပလိရှိကြရတဲ့။ကဲပုံမြင်လေးကတော့ဒါပါပဲနော်။ ီပုံမြင်လေးဟာရိုးရာဒလိရဲ့တမိုင်းနဲ့အဓိပ္ပာယ်ကိုမိမောင်းထုတ်ပြပြီးကမ္ဘာယဉ်ကျေးမှုအတိုင်းဝန်းမှာလည်းဆက်လက်ရှင်သန်နေစေဖြစ်ကြောင်းပေါ်ညွှန်းထားတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်။ Story War ပြည်သက်တွေလည်းအခုပုံမြင်လေးကိုနားဆင်ပြီး နောက်ထပ်လည်းပုံမြင်တွေဝိတ္ထုတွေတွေရာဇဝင်တွေကို နားဆင်ခြင်းနဲ့ဆိုရင် channel လေးကို like and subscribe လုပ်ပြီးအားပေးကြပါအောင်နော်။